ကျမ်းမာတော်မူကြပါစခင်ယခုချိန်မှစတင်ပြီးဒီကနေ့မေလ15ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချင်းညီနောင်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးရန်ရံစတင်မြို့နယ်ခရိုင်အဆင့်အုပ်ချုပ်ရေးတွေပေါ်ပေါက်လာဖို့စောင့်ရွက်သွားမယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ချင်းပြည်အတွင်းချင်းညီနောင်တပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့မြို့နယ်ကြေးရွာတွေမှာအုတ်ချုပ်ရေးရန်ရဲကိုစနစ်တကျဖြစ်ဖို့စတင်ဆောင်ရွက်နေပြီလို့ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ slide တင်မီကပြောပါတယ်။လက်ရှိမှာချင်းညီနောင်တပ်ဖွဲ့ဝင်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မတူပီမင်းတက်ကံပက်လက်ကျင်တွေဖလန်းမျိုးတွေမှာအုတ်ချုပ်ရေးရန်ရဲကိုစတင်ဆောင်ရွက်နေပြီးစနစ်တကျဖြစ်ဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်။အရင်တုန်းကကျွန်တော်တို့အုတ်ချုပ်ရေးဖွဲ့သလားဆိုဖွဲ့ပါတယ်။ပြည်သူဝန်ဆောင်မှုလုပ်သလားဆိုလုပ်ပါတယ်။ ဒါပေမဲ့အကန့်အသတ်တစ်ခုအောက်မှာလောက်ရတယ်အခုချိန်မှာတော့ကျွန်တော်တို့မြေတွေအကုန်လုံးကိုကျွန်တော်တို့လက်ထဲမှာရောက်ပြီးစက္ကဆစစ်အုပ်စုလည်းလုံးဝကင်းစင်သွားပြီးကျွန်တော်တို့ကအုပ်ချုပ်ရေးကိုစပြီးတော့တမျိုးနယ်လုံးကိုလွှမ်းခြုံတဲ့အုပ်ချုပ်ရေးကိုအကောင့်ထဲပေါ်လုပ်ဖို့ရန်အတွက်လှုပ်ဆောင်နေတဲ့အချိန်ကာလဖြစ်တယ်လို့ slide တင်မိကပြောပါတယ်အဆိုပါမြို့ရွာများအတွင်2021ခုနှစ်2022ခုနှစ်ကာလတွေအတွင်းမှာစစ်အုပ်စုတပ်ဖွဲ့တွေရှိနေစေဖြစ်တာမို့ ဒေါ်လာရင်းအင်အားစုတွေအနေနဲ့အုတ်ချိုရရန်နရကိုအပြည့်အဝမဆောင်ရွက်နိုင်ပဲအကန့်အသတ်နဲ့သာဆောင်ရွက်ခဲ့ရပြီးစစ်အုပ်စုလုံးဝကင်းစင်သွားတဲ့2024 2025ခုနှစ်တွေမှသာအုတ်ချိုရရန်နရကိုအပြည့်အဝဆောင်ရွက်လာနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နေမြေတွေကအမျိုးမျိုးတော့ရှိတာပေါ့2021 2022 23 24 25အဲ့ဒီအချိန်ကာလတွေအတွင်းမှာမတူညီနိုင်ဘူးဥပမာအနေနဲ့2021မှာကျွန်တော်တို့ထိန်းချုပ်နေမြေကကျင်းကျင်းလေး 2022-2023မှာဆိုကျွန်တော်တို့နေမီကပို့ပြီးတော့ကြီးလာတယ်။2024-2025မှာကျွန်တော်တို့မြို့တွေပါတိမ့်ပိုက်နိုင်လာတယ်။စစ်တပ်ရောကံပတ်လက်ရောမတူပီရောကျင်တွေးရောဖလန့်ရောအများကြီးနေမီတွေစပြီးတော့ဆက်ကဆဆစ်အုပ်စုကင်းစင်အောင်တိမ့်လာတဲ့အခါမှာတမျိုးနယ်လုံးလွှမ်းခြုံတဲ့အုပ်ချုပ်ရေးကိုလှုပ်ဆောင်လာနိုင်တဲ့အချိန်ကာလဖြစ်တယ်လို့ slide တင်မီကပြောပါတယ်။ဒီလိုအုပ်ချုပ်ရေးရန်ရဲကိုဖော်ဆောင်ရမှာမြို့နယ်အစင်အုပ်ချုပ်ရေးခရိုင်အစင်အုပ်ချုပ်ရေးတွေထားရှိပြီးချင်းကြီးနောင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမီတွေမှာ အကောင့်အထည်ပေါ်ဆောင်ရွက်သွားမှာဖြစ်ကအဖွဲ့ဝင်အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။မြို့နယ်ကနေတဆင့်ခရိုင်ပေါ့ခရိုင်ကနေတဆင့်အထူးသဖြင့်ချင်းကြီးနောက်တင်းကျုပ်ထားတဲ့နေမြေမှာအားလုံးပူးပေါင်းပြီးမှဘလို့ပုံစံနဲ့ဆောင်ရွက်မယ်ဆိုတာပေါ်ဆောင်နေတဲ့အချိန်ကာလလေးဖြစ်ပါတယ်လို့ slide တင်မီကပြောပါတယ်။ဒါအပြင်ချင်းကြီးနောက်တပ်ဖွဲ့ဝင်တွေအနေနဲ့ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ဖို့ချစ်လက်ခိုင်မာတဲ့တပ်မတော် Standard Army တရက်ထားရှိပြီးစီရင်နိုင်ငံရေးလူမှုစီးပွားရေးဆောင်ရွက်နိုင်ဖို့မူဝါဒတွေရေးဆွဲအကောင့်ထဲပေါ်ပေါ်ဆောင်ရွက်နေတယ်လို့လည်းချင်းညီနောင်တပ်ဖွဲ့ကမေလ10ရက်နေ့ကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာတော့ချင်းညီနောင်တပ်ဖွဲ့ထိန်းချုပ်နေမြေတွေမှာစာတင်ကျောင်းပေါင်း835ကျောင်းဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူပေါင်း6000ကျော်ကိုပညာသင်ကြားပေးနေတယ်လို့စီးရင်ပေါင်း15ခုမှာဆရာဝန်20ဦး၊သူနာပြု228ဦး၊အထွေထွေကျန်းမာရေးဝန်ထမ်း900ခန့်နဲ့ ပညာရေးကျန်းမာရေးဝန်ဆောင်မှုပေးနေတယ်လို့ချင်းပြည်နယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ချင်းပြည်နယ်အတွင်းမှာချင်းတော်လန်ရေးတပ်တွေကဖလန်မင်းတက်ကံပက်လက်မတူပြီးတွန်းဆန်ကြီခရီကော်ဒါလိုင်လင်းပြီးကျင်တွေးမကွေးအိမ်နူနာရိန်ရေစွာဝေဘူးလစုခွားမျိုးတွေကိုတင်ပိုက်ထင်းချုပ်ထားပြီးပလဝမျိုးနဲ့စမီးမျိုးတွေကိုတော့အရခတ်တတော် AA ကတင်ပိုက်ထင်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ဟာခာတန်တလန်ခိုင်ကန်တီးတိမ်မျိုး၄ခုမှသာစစ်အုပ်စုစခန်းကျင်ရှိနေတာဖြစ်ပြီးတော့ ချင်းပြည်တဝန်ဆင်အုပ်စုကင်းစင်ရေးအမြန်ဆုံးလှုပ်ဆောင်သွားမယ်လို့ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပေါ်ပြောဆိုထားပါတယ်။ချင်းညီတောင်တပ်ဖွဲ့အဖြစ်ချင်းကာကွယ်ရေးမင်တပ် CDF မင်တပ်ချင်းအမျိုးသားအဖွဲ့ချုပ် CNO CNDF Zomi Federal အစည်းအရုံး ZFU PDF ဇိုလန်ချင်းကာကွယ်ရေးတပ်ကံပတ်လက် CDF ကံပတ်လက်ချင်းကာကွယ်ရေးတပ်မတူပီတပ်မဟာတင့်နဲ့မရနေမီအုပ်ချုပ်ရေးကောင်စီ MTC MDF အဖွဲ့တွေပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ချင်းပြည်နယ်အတွင်းမှာအနောက်နိုင်ငံကြီးစားစစ်သားများပါဝင်တိုက်ခိုက်နေခြင်းမရှိဟုချင်းတပ်ဖွဲ့ညင်းစုကဲကြောင်တင်ဆက်ပေးပါမယ်ခင်ဗျာချင်းပြည်နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲများနဲ့စစ်စင်ရေးများမှာအနောက်နိုင်ငံသားလူဖြူကြီးစားစစ်သားအများပြပါဝင်တိုက်ခိုက်နေခြင်းမရှိကြောင်းချင်းမျိုးသားတပ်မတော်ချင်းနေရှင်နဲ့အာမီနဲ့ချင်းညီနောင်ချင်း Brotherhood တာဝန်ရှိသူများကညင်းစုလိုက်ပါတယ်မြန်မာအရေးသုံးသက်ချက်ဆောင်းပါးများကိုရေးသားနေတဲ့အိန္ဒိယနိုင်ငံအခြေစိုက်ဝါရင်သတင်းတောက်တယောက်က BBC မြန်မာပိုင်းနဲ့မေးမြန်းခန်းတစ်ခုမှာနေမြင့်ချင်းထိစပ်နေတဲ့အိန္ဒိယနိုင်ငံမီဇူရန်ပြည်နယ်မှာတစ်ဆင့်အနောက်နိုင်ငံကြီးစားစစ်သားများထောင်ကနန်းအထိမြန်မာနိုင်ငံချင်းပြည်နယ်အတွင်းကိုဝင်ရောက်ပြီးချင်းပြည်နယ်တပ်ဖွဲ့များနဲ့အတူပူးပေါင်း၍စစ်ကောင်စီကိုတိုက်ခိုက်နေကြောင်းပြောဆိုခဲ့ပြီးအခြားသတင်းမီဒီယာတချို့မှာတော့အဲ့ဒီကိစ္စဆွေးနွေးရေးသားနေကြခြင်းအပေါ်မေးမြန်းချက်ကိုရင်းသွေးညှင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်မီဇိုရန်ပြည်နယ်အတွင်းကို2024ခုနှစ်ဇွန်လမှဒီဇင်ဘာလအထိနိုင်ငံခြားသားဥယျာဉ်2000ကျော်ဝင်ရောက်ခဲ့ပြီး၎င်းတို့အနက်အချို့မှာ နေဆက်ဖြတ်ကျော်ကချင်းပြည်နယ်တဲကိုဝင်ရောက်၍တင်နန်းများပေးအပ်ခဲ့တဲ့အပြင် American တန်အမတ်မှာလည်းပြည်နယ်အစိုးရကိုအတိပေးခြင်းမရှိဘဲနေချင်းပြန်လာရောက်ခဲ့ကြောင်းပြည်နယ်ဝန်ကြီးချုပ်က match လ17ရက်နေ့ကကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံအစိုးရရဲ့အရာရှိတဦးဖြစ်ခဲ့ပြီးလက်ရှိမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတုအောင်မာကအနောက်နိုင်ငံကကြေးစားစစ်သားများဟာခီးသွွားအသွင်နဲ့ပြည်နယ်အတွင်းကိုဝင်ရောက်လာပြီး ခြေရပြောက်သွားကမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်သွားခြင်းဖြစ်ပြီးရင်းတို့မဟုတ်ပါကအပြင်မှာတွေ့နိုင်ကြောင်း၎င်းနဲ့သတင်းထောက်များကိုပြောခဲ့တယ်လို့အိန္ဒိယအခြေစိုက်ဝါရင်သတင်းထောက်ကပြောဆိုပါတယ်။၎င်းအပြင်မီဇိုရန်ပြည်နယ်ကိုစားရွေးကောက်ခံပြည်တော်စုအောက်လွတ်တော်အမတ်ကလည်းချင်းတက်ဖွဲ့ဌာနချုပ်နဲ့ချင်းပြည်နယ်အတွင်းကိုတွားရောက်ခဲ့ပြီး၎င်းထံမှလည်းအနောက်နိုင်ငံသားများရှိနေကြောင်းပြန်လည်ကြားသိရကြောင်းသတင်းထောက်ကတွေးဆမေးမြန်းခန်းမှာပြောဆိုထားပါတယ်။ CNE ထဲမှာတော့၎င်းချင်းလန်းကောင်စီ CC မှာပါတဲ့ဒီတန်ဒရကာကွယ်တပ်ဖွဲ့တွေထဲမှာလူပြူကြေးစားစစ်သားတွေပါဝင်တိုက်ခိုက်နေတယ်ဆိုတာမျိုးဒီနေ့အချိန်ထိတခုမှမရှိပါဘူးခမရလို့ချင်းမျိုးသားတက်ဦး CNE ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောပါတယ်မီဇိုရန်ပြည်နယ်အတွင်းကိုနိုင်ငံခြားသားများထောင်ကနန်းဝင်ရောက်လာကြောင်းကိုမတွေ့မသိကြောင်းနဲ့ဝင်ရောက်လာသူများပျောက်ဆုံးနေခြင်းဟာပြည်နယ်လူဝင်မှုတိကျရေးဌာနရဲ့တာဝန်ဖြစ်တဲ့အတွက်ကြောင့်၎င်းတို့နဲ့တိုက်ရိုက်မပတ်သက်ဟုဆိုပါတယ် သို့သောအမေရိကန်နိုင်ငံမှနိုင်ငံသားခံယူထားပြီးတဲ့ကျင်းလူမျိုးများ၎င်းတို့ရဲ့ဆွေမျိုးများနဲ့တွေ့ဆုံနိုင်ရန်လူမှုရေးတပ်သက်ဖြင့်၎င်းဘာသာရေးအသင်းအဖွဲ့များဖြင့်၎င်းမီဇိုရန်ပြည်နယ်တဲကိုလာရောက်ခဲ့ကြတာကိုသိရှိရပြီး၎င်းတို့ဟာစီရေးနဲ့မသက်ဆိုင်ကြောင်းစလိုက်ထန်နီကဆက်ပြောပါတယ်။မလားတူချင်းပြည်နယ်အတွင်းမှရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ချင်းညီနောင်အဖွဲ့စစ်ဦးစီးချုပ်ထန်ချွန်းဖေကလည်းကျေးဇာစစ်သားများမရှိကြောင်းညင်းဆိုပါတယ်။အဲ့လိုရာကနန်းထောင်ကနန်းရှိတဲ့ကျေးဇာစစ်သားတွေငါဖို့ဆိုတာနဲတဲ့ငွေကြီးမဟုတ်ဘူးလေ။ တို့ကိုငှားဖို့နင်းနေတာတာဒီမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေကိုတောင်မှလောက်ငှားအောင်မကြွေးမွေးနိုင်တဲ့အနေအထားမှာကြီးစားစစ်သားတွေဝင်တိုက်ပေးနေတယ်ဆိုတာလုံးဝလွဲမှားနေပါတယ်လို့၎င်းကပြောပါတယ်။ချင်းညင်အောင်စစ်စင်ရေးမှာနိုင်ငံခြားသားများပါဝင်တိုက်ခိုက်မှုလေ့ကျင့်ပေးမှုများမရှိဘဲ၎င်းတို့ရဲ့မဟာမိတ်များနဲ့ပူးပေါင်းပြီးစစ်ရေးလေ့ကျင့်မှုနဲ့စစ်စင်ရေးများမှတစ်ဆင့်တိုးတက်ကောင်းမွန်တဲ့ရလဒ်များရရှိခြင်းဖြစ်ကြောင်းစစ်ဦးစီးချုပ်ကဆက်ပြောပါတယ်။အဆိုပါကြီးစားစစ်သားများချင်းပြည်နယ်အတွင်းဝင်ရောက်ကူညီနေတယ်ဆိုတဲ့ပြောဆိုချက်အရင်ခံမှာ တရုတ်နိုင်ငံကမြန်မာပြည်တွင်းရေးဝင်ရောက်ပတ်သက်နေတဲ့ကဲ့သို့အနောက်နိုင်ငံများအထူးသဖြင့်အမေရိကန်ကတရုတ်နဲ့မြန်မာရဲ့စီးပွားရေးစင်ကြံလမ်းနဲ့ရခိုင်မတစ်ဆင့်တရုတ်ရဲ့ပင်လယ်ထွက်ပေါက်ကိုပိတ်ဆို့နိုင်ရေးအတွက်ချင်းနဲ့ရခိုင်တော်လိုင်းတပ်ဖွဲ့များကိုစီရေးအကူအညီပေးရန်အစီအစဉ်ရှိကြောင်းသုံးသပ်ချက်မှထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့မြန်မာစစ်အစိုးရတပ်များတင်ပိုက်မဲ့အမေရိကန်ရဲ့အစီအစဉ်တရက်အနေနဲ့အာရခတပ်တော် AA နဲ့ ်ချင်းအမျိုးသားတက်ဦးတက်မတော် CNAF ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတက်မဟာ၃ခုမှတဆင့်စီးရီးအထောက်ပံ့များပေးသွားမှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်လုံခြုံရေးတရင်အရင်းမြစ်ကိုကိုးကားပြီးအိန္ဒိယသတင်းစာတစ်စောင်မှရေးသားခဲ့ပြီးနောက်ဝေဖန်သုံးသပ်မှုများကြစ်ကြစ်ပြင်းပြင်းဖြစ်ပေါ်လာခဲ့ပါတယ်။အဆိုပါသတင်းများနဲ့ပတ်သက်ပြီးချင်းအမျိုးသားတက်ဦးပြောရေးဆိုခွင့်ရှိသူ slide ထက်နေကမသိရှိကြောင်းပြောပါတယ်။အဲ့ဒီတဲ့ရင်တွေမှန်နေဆိုရင်အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ကိစ္စဖြစ်တယ်သူတို့ကိစ္စကကျွန်တော်တို့ဘာမှမသိဘူးပြီးတော့ပြောပိုင်권လည်းရှိမှာမဟုတ်ဘူး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပါဝင်တဲ့နိုင်ငံတွေနဲ့ဆွေးနွေးညှိနှိုင်းခြင်းမရှိဘူးလို့ပြောရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခေါင်းဆောင်တွေကပြောရေးဆိုခွင့်ရှိတဲ့ကျွန်တော်ကိုတိုက်ရိုက်ပြောတာတွေမရှိလို့ဘာလို့၎င်းကဆိုပါတယ်။ American, India, Bangladesh အစိုးရများနဲ့တော်လိုင်းရေးကိစ္စနေဆက်ချင်းဆက်နေတဲ့ကိစ္စများမှာဆွေးနွေးမှုများရှိပေမဲ့လည်းစီရေးအကူအညီများနဲ့ပတ်သက်ပြီးအထက်မှညွှန်ကြားချက်မရှိတဲ့အတွက်လှုပ်ဆောင်မှုမရှိနိုင်ကြောင်း slide ထက်ဒီကပြောပါတယ်။ချင်းပြည်နယ်မှာရှိတဲ့မြို့နယ်၊ကုန်းမြို့နယ်အနက် ချင်းတော်လိုင်းရေးတပ်ဖွဲ့နဲ့မဟာမိတ်တပ်များက၆မြို့နယ်ကိုသိမ်းပိုက်ထားပြီးနယ်မြေရဲ့60ရာခိုင်နှုန်းနီးပါးကိုသိမ်းယူထားကြပြီးတော့စစ်ကောင်စီတပ်ကမြို့ပေါ်တွင်သာတပ်ဆွဲထားပြီးမြေပြင်မှာစစ်ကြောမထိုးနိုင်တော့ပဲလေကြောင်းမှထောက်ပို့ပေးနေရတဲ့အခြေအနေဖြစ်ကြောင်းစီးရီးလိလသူများထံကနေသိရှိရပါတယ်ခင်ဗျာထမံသိရှိရတဲ့သတင်းကတော့ငားမြီရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့အမျိုးသမီး2ဦးရဲ့ကတအုပ်ပြန်လွတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ နာမည်ရပြည်သူကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတဲ့အမျိုးသမီး၂ယောက်ထဲကတစ်ယောက်ဟာမေလ၈ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ She Woman Organization ကထုတ်ပြန်လိုက်ပါတယ်။နာမည်ရပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာမိတ်တီလာခရိုင်အမှတ်၈၄၉ drone တရင်ကတပ်ဖွဲ့ဝင်အမျိုးသားရဲဘော်၃ယောက်နဲ့အဲ့ဒီရဲဘော်တွေရဲ့မိသားစုဝင်အမျိုးသမီး၂ယောက်ကိုဧပြီလ၁၉ရက်ည၉နာရီလောက်မှာစကိုင်းတိုင်းရွှေဘုံမြို့နယ်တိုက်နယ်ကတက်တူကျေးရွာနေအိမ်ကနေဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ်သားတွေအလင်းဝင်ရောက်မဲ့ဆိုပြီးတက်တူကြီးရွာအုပ်ချုပ်ရေးမှုကိုငွေကြီးလိန်လေတောင်းခံတဲ့ကိစ္စမှာပါဝင်ပတ်သက်နေတယ်ဆိုပြီးငွေကြီးလိန်လေသူရဲ့ထွက်ဆိုချက်အရအခုလိုဖမ်းဆီးရတာလို့ငားမီရပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောပါတယ်ဖမ်းဆီးလာခဲ့တဲ့တပ်ဖွဲ့ဝင်အမျိုးသား၃ယောက်ကိုတော့ဧပြီ20ရက်နေ့ကမိခင်တရင်စီပြန်လည်လွှဲပြောင်းပေးခဲ့ပြီးမေလ10ရက်နေ့မှာတော့တပ်ဖွဲ့ဝင်တယောက်ရဲ့ဇနီးဖြစ်သူကိုအမှုနဲ့မသက်ဆိုင်ဘူးလို့ဆိုပြီးလွှတ်ပေးခဲ့တယ်လို့ She Woman Organization ကဆိုပါတယ်ဖမ်းဆီးချိန်မှာတင်းယူခဲ့တဲ့ မြန်မာငွေကျပ်23,800ကျပ်လက်ကင်ဖုန်းနဲ့ရွှေချိန်2ကျပ်3ပဲ4ရွေးရှိတဲ့ရွှေတဲတွေကိုလွှတ်ပေးတဲ့အချိန်မှာပြန်လဲပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။ဖက်စီခံရတဲ့အထက်မှာကြန့်ရှိနေတဲ့မျိုးသမီးတယောက်ကတော့တပ်ဖွဲ့ဝင်တယောက်ရဲ့မိခင်ဖြစ်ပြီးဒီမိခင်ဖြစ်သူကတော့ဆက်လက်ဖန်စီထိန်သိမ်းခံရရစေဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်။ လွတ်မြောက်လာဖို့ကြံရှိနေတဲ့အမျိုးသမီးဟာအသက်အရွယ်ကြီးရင်သူဖြစ်တဲ့အတွက်မိသားစုဝင်တွေအနေနဲ့မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအထူးစိုးရိမ်ပူပန်တယ်လို့လဲ She Woman Organization ကဆိုပါတယ်။ဖန်စီထိန်သိမ်းခံရရစဲမိခင်ဖြစ်သူအမျိုးသမီးကိုမိသားစုဝင်ဒါမှမဟုတ်တပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အ мян ဆုံးတွေ့ဆုံခွင့်ပေးဖို့နဲ့ဖန်စီခံခဲ့ရတဲ့အမျိုးသမီးနှစ်ယောက်လုံးနဲ့ပတ်သက်တဲ့အမှုကိုလူသားချင်းစာနာထောက်ထားမှုလူအခွင့်အရေးအမျိုးသမီးအခွင့်အရေးရပိုင်မှုတွေနဲ့အညီ ပွင့်လင်းမြင်သာတဲ့တရားစီရင်ရေးစနစ်နဲ့အမြန်ဆုံးစီရင်ဆောင်ရွက်ပေးဖို့ကို She Woman Organization ကထုတ်ပြန်ချက်ကနေတိုက်တွန်းတောင်းဆိုခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။